ဒီနေ့ကျွန်တော် reaction လုပ်ချင်တဲ့ video file ရတော့တက်တက်ခိုင်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့စကားပြောထားတဲ့နှစ်ခုကိုနှိုင်းရှင်ပြပြီးတော့ကျွန်တော် reaction လုပ်ချင်ပါတယ်အဲ့တော့တက်တက်ခိုင်အကြောင်းအရင်ပြောမယ်ဆိုရင်မပြောခင် तू ပြောတာရင်နှာထောင်ကြည့်တယ်ဘာလို့ဆိုတော့ तू ပြောတာကိုနှာထောင်ကြည့်ပြီးမှကျွန်တော်ပြောတာကပိုရရရှိမှထင်တယ်နှာထောင်ကြည့်လိုက်နော်ပြန်ပြီးတော့မှမပုံမတင်နိုင်ရတာဖြစ်တာသူရဲ့ဒါနဆာကရဲ့ဒုက္ခမျိုးအဲ့ဒါပြန်ပြီးတော့မှမပုံမတင်နိုင်ရတာဖြစ် ဒါသူ့ရဲ့ဒါနတ်စကရဲ့ဒုက္ခမျိုး energy ရဲ့ဒုက္ခဖြစ်တယ်ကျွန်တော်အဲ့ဒါလေးပြောချင်တာပေါ့နော်အင်း2023မှာဆိုတော့တုံးနေတာကြောင့်ကြောင့်ပဲရှိတယ်ပါတီတစ်ခါမှပုံပြန်တင်ရမယ်ပြီးရင်တော့လေပြည်တော်စုဆင့်တင်ရမယ်ဆိုတော့နံပါတ်1နံပါတ်1တရားတော့ပေါ့နိုင်ငံတော်သိတ်တဆောင်ဒီတော့ပတ်စံပေးထားတဲ့အတိုင်းပေါ့တိတ်ဆောင်ပြရမယ်ပြီးလို့ရှိရင်ပါတီဝင်တဲ့တိတ်ရှိရဒီမြန်မာနိုင်ငံမှာဟို330ရှိပေါ့နော်မြို့နယ်ပေါ်မဲဆန်နယ်ပေါ့330ရှိတယ်တပတ်တပတ်တပတ်ကျော်မှာကျွန်တော်တို့ပါတီရုံးခန်းတွေရှိရတယ် ဆိုပါတီယုံ168ယုံဆိုတော့အနည်းဆုံးဖွင့်ရအောင်166ယုံနော်အနည်းဆုံးဖွင့်ရအောင်ပါတီဝင်လည်းတသိန်းရပြီးငွေလည်းတသိန်းတစ်ထောင်လည်းထည့်ရအောင်ကျွဲခါကြပြီးလို့ရှိရင်ခုမျိုးကောက်ပွဲမှာအနည်းဆုံးလက်ဆောင်နဲ့တဝက်ကိုရှိန်တိုင်းနေရအောင်ဆက်ရမှာပါတယ်ဒီတော်စုအစ်ပြည့်ကျွန်တော်တို့လိုမျိုးသုံးတဲ့သားပါတီတောင်မှာသုံးလာတိုင်းမှာပြန်ပြီးတော့သွားပြီးတော့မှာမပုံကျန်လိုက်တယ်အဲမပုံကျန်လိုက်ပြီးတော့မှာမပုံကျန်လိုက်ပြီးတော့မှာပြီးလို့ရှိရင်တော့တသိန်းရအောင်လည်းလို့ကျွန်တော်တို့၆၆၆တောင်းတော့မှာရောင်းနေနေပြီးတော့လေတော်တော်လေးမရနိုင် တော်တော်နဲ့မရဘူး၆၃ခုတော့တောင်းတော့အကြာကြီးပါပဲဒီနောက်ဆုံးကကျွန်တော်တို့တကယ်လို့ကျွန်တော်တင်နိုင်တာဖြစ်ပါချင်းတင်နိုင်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ပါတီကြီးထက်ထဲနေတာကြည့်တဲ့ခါကျတော့ပြည့်တဲ့ခါကျတော့ဖြေလျှော့ပေးလိုက်ပါတယ်ပါတီဝင်၅တောင်းအနည်းဆုံးရှိရမယ်ပြီးပါတီအဲရုံးပေါ့နော်330မှာ130ကိုတော့လုံးဝပြည့်ရမယ်ကျွန်တော်တို့ကတော့အဲ့ဒါကိုအသာလေးပြည့်ပြီးကြော်ပြသွားပြီးဖြစ်ပါတယ်ချင်းအခုလာမယ့်ရွေးကောက်ပွဲမှာလည်းကျွန်တော်မဲဆန္ဒနဲ့တဝက်ဖို့ပါအောင်ကျွန်တော်တို့အကုန်လုံးရှင်းနိုင်တာကျွန်တော်တို့စူးစမ်းရရှိပါတယ်အခုတော့ကျွန်တော်ပြောနိုင်လေးပေါ့နော်စူးစမ်းနေလို့ရှိရင်ဖြစ်ပါတယ်ချင်း အဲ့ဒါဆိုတော့ energy လိုမျိုးပါတီကြီးတာ energy လိုမျိုးပါတီကြီးတာအဲဒေါက်ဆန်းစုကြည်မရှိတော့တာလေဘယ်သူမှမဟုတ်ဘူးလို့တတ်တော့တယ်ပုံဖြစ်ပြီးတော့မှတကယ်တမ်းဆိုအားအရန်ကောင်းပါတယ်အမျိုးသားဒီမိုကရေစီဖွဲ့စည်းပုံချုပ်ကိုသူ့စီးစီတွေကတိတုံတုံတော့မဟုတ် energy တွေကတိတ်တယောက်ယောက်ကတစ်ဆုတစ်ခွက်ရန်ပြူဆောင်ပြီးတော့မှအမျိုးသားဒီမိုကရေစီဖွဲ့စည်းပုံချုပ်ကိုဘတ်ပုံပြချင်တယ်လို့လုပ်တယ်လို့ကြားမှာမရှိကျွန်တော်တို့လိုမျိုးကကျွန်တော်တားရှင်းပြတယ်ကျွန်တော်တို့မဟုတ်ဘူးကတကယ်ပဲမသိတာလားဗောနော်စဉ်းစားလို့ကျွန်တော်အဲ့အဲ့ဒါလေးကိုတော့တကယ်သိချင်ပါတယ် လက်ရှိ ဖြစ်နေတဲ့နိုင်ငံရေးရဲ့ဟိုသဘောတရားကိုတူတကယ်ပဲမသိလို့ဒီစကားကိုပြောတာလားဒါမှမဟုတ်လို့ရှင်မသိလို့ပြောတာပဲထင်တယ်ကျွန်တော်ကတော့နော်အဲ့တော့မသိလို့ပြောတာဆိုရင်လက်ရှိ RND ကမလောက်တဲ့မကင်တဲ့မို့လို့မှတ်ပုံပြန်မတင်တာလားပြည်သူအများစုက အာဏာသိမ်းတာကိုလက်မခံဘူးလေပါတီဆိုတာပြည်သူဆန္ဒနဲ့ညီမပါတီဖြစ်လို့ရတာ အဲ့တော့ပြည်သူအများစုကအာနာသိန်းတာကိုလက်မခံဘူးမင်းအောင်နိုင်ကိုလက်မခံဘူးဒီမင်းအောင်နိုင်ရဲ့ရွေးကောက်ပွဲကိုလက်မခံဘူးအဲ့လိုလက်မခံတဲ့အရာကိုပြည်သူနဲ့စန့်ကျင်ဘက်အရာဒီရန်သူဖြစ်တဲ့မင်းအောင်နိုင်နဲ့ပေါင်းပြီးတော့နိုင်ငံရေးကိုပူပေါင်းလာတာဒီဒါပြည်သူကိုတစ္ဆာဖောက်တာလေအန္တဒီရဲ့လှုပ်ခွင့်မရှိတာနော်လုံးလုံးမလှုပ်တတ်တာမဟုတ်ဘူးလှုပ်ခွင့်မရှိတာလှုပ်ခွင့်မရှိတော့အန္တဒီဟာမင်းအောင်နိုင်ရှိမှမှတ်ဖို့မတင်တာဘာဖြစ်လို့လဲမင်းအောင်နိုင်ဒီဘောင်ဘုံဝင်တဲ့ကောင်ဖြစ်နေလို့ အဲ့ဒီဘောင်မဝင်တဲ့ကောင်မှသူတို့လိုမျိုးတက်မပြည့်တဲ့ဟာလေးပဲတွားဖူးပေါင်းတာအဲ့တော့တက်တက်ခိုင်အကြောင်းကိုပြောမယ်ဆိုရင်ကျွန်တော်ဗီဒီယိုအဆက်မစတယ်လို့တက်တက်ခိုင်က2015ခုနှစ်မှာနော်2015မတိုင်ခင်မှာ NDO ဝင်လာပြီးတော့2015ခုနှစ်မှာတကုံမြို့နယ်ကနေလွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ NLD ရဲ့ပါတီအောက်ကနေဝင်ရောက်ရှင်ပြိုင်တော့ပြည်သူကရွေးချယ်လက်ပေးလိုက်တဲ့အတွက်2015 NLD အစိုးရတက်လာတဲ့အချိန်မှာ နော်လွတ်တော်အမှတ်အဖြစ်နဲ့လွတ်တော်တဲကိုရောက်လာခဲ့2016မှာရန်ကုန်တိုင်းအစိုးရအဖွဲ့ကအထက်မြင့်စောင့်လုပ်တဲ့ဒီဗဟန်းမြို့နယ်မှာရှိတဲ့အထက်မြင့်စောင့်လုပ်တဲ့ဒီကုမ္ပဏီတွေကိုစီးပင်းစည်းကမ်းလိုက်နာမှုမရှိလို့ဆိုပြီးတော့ဒီစောင့်လုပ်ခွင့်ပါမစ်တွေကိုပိတ်သိမ်းလိုက်တယ်။အဲ့ဒီပိတ်သိမ်းတဲ့နေရာမှာ200ကျော်လုပ်ငန်းပေါင်း200ကျော်ကိုပိတ်သိမ်းလိုက်တာ။ဘာဖြစ်လို့ရှင်းရှင်းပြောရရင်ဟိုစီးပင်းစည်းကမ်းနဲ့မညူဆိုတာ ဟိုတတ်မှတ်ချက်အတိုင်းမဆောက်လို့ပဲနဲ့ခိုးဆောက်မယ်ခိုးဆောက်မယ်အဲ့တော့အဆောက်အုံတွေအရေတွေမပြည့်ဘူးအဲအဲ့လိုမျိုးလုပ်တဲ့အဆောက်ဒီဆောက်လို့လုပ်ငန်းပေါင်း200ကျော်ပိတ်သိမ်းလိုက်တဲ့အထက်မှာတက်တက်ခိုင်ရဲ့ကုမ္ပဏီပါသွားတယ်အဲသူကမရန်ကုန်မြို့နယ်မှာသူ့ရဲ့ထက်မြင့်အဆောက်အုံဆောက်တဲ့သူ့ရဲ့ကုမ္ပဏီပါတယ်အဲ့ဒီကစပြီးသူက NND အစိုးရရန်ကုန်အစိုးရကိုဖောင်းထုတ်ရင်းနဲ့ NND ကိုစပြီးကန်တာပဲအကန်တွေပဲပြောတယ်ပါတီတွင်ရကိစ္စတွေကိုပါတီပြင်ပတွေမှာရှောက်ပြောတယ်ဒါကစင်းစင်းကပြောခွင့်မရှိဘူးလေပါတီရဲ့စီးစီးကို ့ဒီအစည်းအဝေးထဲမှာကိစ္စရက်တဲ့ကိုပေါက်ပန်း၄၀အပြင်မှာပြောချင်တယ်ပြောလို့မရအောင်ဒါလူလူဘိန်းတော်တိတယ်ဒါပေမဲ့တရက်ခိုင်အဲ့ရစာကြီးကန်ပြီးတော့အန်လီပါတီကနေနှုတ်ထွက်တယ်နော်နှုတ်ထွက်ပြီးတော့သူ့ဟာသူပါတီထောင်တယ်ပြည်သူ့ရှေ့ဆောင်ပါတီဆိုပြီးတော့နော်ပါတီထောင်လိုက်တယ်ကဲသူပါတီဩဂတ်ထဖြစ်သွားပြီတချင်ရအန်လီပါတီဝင်ထဲမှာပါတီဝင်တယောက်နေနဲ့ကိုယ်စလဲရှင်ပြန်ရင်ကလို့လွတ်တော်အမှန်ဖြစ်ခဲ့တဲ့တရက်ခိုင်ဟာ NND ကိုခြေစုံကင်ပြီးတော့ပါတီဥက္ကဋ္ဌကြီးဆိုတဲ့နာမည်ကိုခံယူပြီးတော့ပါတီထောင်လိုက်တယ်အခုတူရှင်းပြတော့ဘောပါတီဝင်အင်အားဘလောက်တို့ကိုစလေယုံပနေယုံလို့စသဖြင့်2020ရွေးကောက်ပွဲဝင်ပြန်ရော2020ရွေးကောက်ပွဲကြာအောင်အဲမယန်းကုန်းမြို့နယ်မှာဒေါ်မေဝင်းမြင့်တဲ့ရှင်းပြတယ်တုံညအခွင့်တရမ300ခိုင်တုံညတန်းပါဆန်မပြည့်ဘူး100ခိုင်နှုံးတော့မပြည့်ဘူးတူရဲ့မဲရ အဲ့ရစပြီးတော့သူပါတီဥက္ကဋ္ဌကိုတိုင်ခွက်ခွက်လန်အောင်ကြော်စိုးပြောပြီးခွေးလိုရှုံးတာဟမ်ကြော်စိုးမနေ့ကပြောနေတယ်သိရမလားဟိုနေ့ဘုတ်တိုက်ကားတော့ဘုတ်တိုက်ကားကျွန်တော်ဘုတ်တိုက်ကားကိုဟိုနေ့ပြန်ပြီးလောက်ထားရည်တယ်နော်အဲ့ကြော်စိုးပြောတဲ့ခွေးလိုရှုံးတယ်ဆိုတော့အဲ့ဒါမှအစ်အဲ့ဒီ2020ရွေးကောက်ပွဲမှာခွေးလိုမျိုးရှုံးတဲ့တက်တက်ခိုင်အဲ့ဒီတက်တက်ခိုင်ကအခု तू ဒီ तू တို့ကိုလွတ်တော်တဲ့ရအောင်ပေးခဲ့တဲ့ပါတီကို ပြန်ပြီးတော့မလောက်တတ်မကင်တတ်ပါတီတဲ့ ဝိပန္နကြည့်အဲ့တော့တတ္တခိုင်တို့ဟာမျိုးကတကယ်ပဲပြည်သူရဲ့ရည်ချိန်ကိုမတိတာလားဒါမှမဟုတ်နင်တို့ပြည်သူဆိုတာငါစောက်ခွင့်ဆိုင်တာမလို့ဘူးငါတို့နိုင်ငံရေးသမားတွေလောက်တာကိုပြည်သူကခံရမယ်အဲ့ဒီရဲ့ feeling ကိုခံစားပြီးတော့လောက်တာလားတော့မတည်ဘူးဒါကနိုင်ငံရေးဆိုတဲ့အာမကဘုရင်ကပြောနှမျိုးနှစားရှိတာဟုတ်ဟုတ်တယ်မလားဒီမိုကရေစီပြည့်ဝပြီးတော့ပြည်သူ့ဆန္ဒကိုအလေးထားပြီးတော့ပြည်သူ့ရဲ့ဆန္ဒအတိုင်းတိုက်ညီအောင်နေထိုင်တဲ့နိုင်ငံရေးပါတီဖွဲ့စည်းပြီးတော့ဒီမိုကရေစီတိုင်းပြည်ကိုတူထောင်ပြီးတော့ဒီမိုကရေစီလမ်းစဉ်ကိုတွောနေတဲ့ အစုအဖွဲ့တွေနိုင်ငံတွေရှိသလိုပါတီနာမည်ခံတဲ့ဒီမိုကရေစီနာမည်ခံပြီးတော့နေတို့ပြည်သူကငါတို့ပါတီလောက်တာကိုထောက်ခံရမယ်နေတို့ပြည်သူကငါတို့အုပ်ချုပ်တာကိုလက်ခံရမယ်ဆိုတဲ့အောက်တန်းစားတွေလည်းရှိတယ်လောကမှာအဲ့တော့တသက်ခိုင်အနေနဲ့ဘယ်အတန်းစားလဲဆိုတော့ကွက်ကိုကြည့်ကြနော်2015မှာပြုတ်တော်လေးရောက်တယ်2015အကျော်မှာပါတီထောင်တယ်တွေ့ရတယ်2020မှာရွေးကောက်ပွဲဝင်ပြိုင်တယ်စေရာခိုင်နှုံးတော်မရလို့လမ်းပေးရောက်သွားတယ်နော် အဲ့ဒီလမ်းဘေးရောက်သွားပြီးတော့ဘမားမှခံစားစရာမရှိတော့တဲ့နော်လမ်းဘေးဖာတယ်ဘဝကိုမင်းအောင်မိုင်းကတော်ကောက်လိုက်တယ်နော်ဝင်းကြီးတနေရပေးလိုက်တော့အဲ့ရနေစောက်စီကထောင်းလာအဲ့ရနေစပြီးတော့အခုလို့စောက်တန်တွေထွက်လာတာအဲ့ဒါပဲအဲ့ဒါသူ့ရဲ့ level သူ့ရဲ့ရေးချင်းသူဖြစ်တန်းလာတဲ့အနေထားပတ်စံရှိတဲ့မျိုးရိုးနော်ပြောမယ်ဆိုရင်လူကုန်တန်အတိုင်းအဝိုင်းကိုခေါ်တော့နော်နောက်တစ်ယောက်ပြမယ် No, ti do tu tu vi do fare un so con un'altra una chiedi do un dire. ဒီပါတီကဘာမှမလုပ်ရဲချီးဆုံးနိုင်ပြီပါတီပဲအဲ့ဒါတည်းဆိုရင်အဲ့ဒါကလည်းတော့ easy religion ပေါ်တော့ဒီမတ္တပဒါဒါအနေထားလေးရှိခဲ့တယ်ဒါစက်တိုင်းတွေလည်းဒီဟာဆိုတာပြောလို့ဒါတဘာဝပဲလေဒါတော့ဒါတမန်သို့တော့ နိုင်ငံရဲ့အကျိုးအတွက်ဒါရှိတရားကိုလုံးတဲ့ဟာကိုလုံးမယ်ဆိုရင်ပြည်တယ်တိုက်တယ်ဆိုတာလည်းလုံးတဲ့ဟာကိုလုံးရမှာပဲဒါအဲ့ဒီလိုမလုံးနိုင်ခဲ့တဲ့ဘယ်လိုလုပ်ပြီးမှဒီဟာကိုသူ့ယုံကြည်မှုနဲ့ဒီသူ့အများရဲ့အထက်ပြုမှုကိုရမှာလဲအကျိုးစီးပွားရှိတူတဲ့လူတွေကတော့ဒီအရာကိုလောင်းရမှာပေါ့ဗျာနော်အဲ့ဒါကြားရနော်ဘုရုထုံးနဲ့ပြောတဲ့စကားကြားတယ်နော်အဲ့တော့ တက်တက်ကန် NND ကိုမကျင်နှက်ချက်ရှိခဲ့တာဒီသူ့ရဲ့ကိုချိုးစီးပွားကိုထိခိုက်ခဲ့လို့ဒါပေမဲ့သူ့ဘက်ကမှန်ခဲ့လို့ဆိုတော့သူ့ဘက်ကမှားခဲ့တာသူ့ဘက်ကမှားလို့သူ့ကိုချိုးစီးပွားထိခိုက်တာဒါပေမဲ့အဲ့ဒီအယိုးအသေးနဲ့အခုချိန်ထိလိုက်တိုက်ခိုက်နေတာဘုကျုံထုံးမြတ်နိုင်တဲ့ဆိုတာဒါရခိုင်ပြည်သူကအများစုတရားရဂိုင်းတို့နှီးပါလောက်လို့ပြောလို့ရတယ်ဗျာစီရင်ပြောရရင်တော့ဒီလောက်ကကိုစားပြုထားတဲ့ခေါင်းဆောင်တယောက်ဒီခေါင်းဆောင်တယောက်ဟာ တချိန်က NND အစိုးရလက်ထက်မှာ NND နဲ့ရခိုင်ပြည်နယ်ပွတ်တိုက်မှုဘလောက်ကြီးခဲ့အဓိကကတော့ရှင်းရှင်းပြောရင်ဒါတွေကစစ်တပ်ကထိုးကြွေးတာဘာဖြစ်လို့လဲရခိုင်မှာစစ်မြေပြင်မီးမွေးပြီးတော့စစ်မီးမွေးလိုက်တယ်စစ်တပ်ကစစ်မီးမွေးပြီးတော့အဲ့ဒီစစ်မြေပြင်တဲကိုနိုင်ငံတော်တမရရုံးကတည်င်းတောက်ကိုတော့မှပေးမွင်ခိုင်းပေးမွင်ခိုင်းမဲ့သူတို့စစ်တပ်တည်င်းတောက်ကိုပဲဝင်ခိုင်းတယ်စစ်တပ်တည်င်းတောက်ကိုဝင်ခိုင်းပြီးတော့တည်င်းထုတ်ပြန်တော့နိုင်ငံတော်တမရရုံးကနိုင်ငံတကာကိုထုတ်ပြန်တယ် အဲ့ဒီတဲ့ရင်ကဘရားထုတ်ပြန်ဆိုသူတို့စစ်တပ်ကပေးတဲ့တဲ့ရင်ထုတ်ပြန်တယ်။အမှန်အတိုင်းအစိုးရသိတာ။အဲ့တော့ဘာဖြစ်လဲနောက်ဆုံးမှာဒီတော်လိုင်းအစမှဆိုမှတ်မိကြသေးတယ်ထင်မလား။ရခိုင်ပြည်သူတော်တော်များများက LND ဒီခေါင်းဆောင်ဘိုင်ဒန်အစဆဲကြတယ်။အဲ့ဒီချိန်မှာအကောင့်တူတွေနဲ့ဟိုရှင်အောက်တမတာရတို့နော်ဘုချုပ်ထွန်းမြတ်နိုင်တို့ပုံတွေကိုဗမာအယောင်ဆောင်ပြီးဆဲတဲ့ကောင်တွေပေါ်တယ်။ရခိုင်အယောင်ဆောင်ပြီးတော့ခုနကပြောဒေါအောင်ဆန်းစုကြည်တို့ဘုချုပ်အောင်ဆန်းတို့ပုံတွေကိုအဲတစ်တော့ပုံတွေမှာလိုက်ရင်းဆဲနေကြမှတ်မိကြသေးတာ။ကျွန်တော်ဘာပြောခဲ့လဲ။ ဒါတွေကအတုအယောင်တွေပါနော်ရန်တိုက်နေကြတာတကယ်ရခိုင်စစ်တွေဗမာစစ်တွေမဟုတ်ဘူးလို့ကျွန်တော်ပြောခဲ့တယ်နော်မှတ်မိကြအောင်မထင်းနဲ့ကျွန်တော်တော့လာပြောတယ်မင်းတို့မတားဘူးလားဗမာဘက်ကလူတွေကကျွန်တော်ကိုရခိုင်ဆိုပြီးရခိုင်တွေကိုမတားဘူးလားလာပြောတယ်ရခိုင်ဘက်ကလူတွေကကျွန်တော်ကိုဗမာဆိုပြီးဗမာတွေကိုမတားဘူးလားလာပြောတယ်နော်ကျွန်တော်အဲ့ဒီအတိုင်းပဲရှင်းပြပေးခဲ့တယ်ဒါပေမဲ့အခုဘုရုပ်ထုံးမြင့်နဲ့ပြောတဲ့စကားနော်ဒါအကျိုးစီးပွားတူတဲ့လူတွေပဲစုလို့ရမယ်တလုံးထဲနဲ့ထိတာ နော်တလုံးနဲ့နဲ့တအုပ်လုံးကိုပိပိကျုံပြီးတော့ဖြတ်လဲခံတည်တာအဲ့တော့တကယ်နာမနာအညိုတေထားမယ်ထားဒီဘူချုပ်ထွန်းမြင့်လည်းနှုတ်ထားမှာရခိုင်တွေကအခုကရခိုင်ပြည်သူတွေအပါဝင်ဒီရခိုင်တက်တော် AA စစ်ဦးစီးချုပ်ကစပြီးတော့ NNUG ကို supporting ပေးတယ်တော်နိုင်ရေကိုတော်နိုင်နဲ့တူအောင်တနိုင်ငံလုံးအတိုင်းအတာနဲ့တွားနိုင်အောင်အကုန်လုံးကိုစွဲခေါ်ပြီးကူးဆောင်ပြီးလုပ်နေတယ် တကယ်တကယ်အရှိန်နဲ့ဥဆောင်ပြီးလောက်ကမဲ့ဒူတွေကကပြက်ကရက်ပောက်ပန်း40လှုပ်ပြီးတော့တိုင်းပြည်ကိုဖျက်နေကြတယ်အဲ့ဒါဘယ်အတိုင်းဝိုင်းဘယ်ဒူတွေက နိုင်ငံပေါ်ကိုစေတနာမှန်လဲဘယ်အတိုင်းဝိုင်းဘယ်ဒူတွေကနိုင်ငံပေါ်ကိုရုတ်မာလဲဆိုတာအဲ့ဒါအဖြေပဲနော်အဲ့တော့ဒီတော်လှန်ရေးအလွန်ကာလမှာတက်တက်ခိုင်လိုမျိုးကိုကိုကြီးလိုမျိုးဟိုလိုလိုဒီလိုလိုထီးလိုလိုပို့လိုလိုလှုပ်ခဲတဲ့ဟာတွေကသူတို့ကနိုင်ငံကြီးလုံးဝသိသွားမှာအဲ့တော့လောကမှာနိုင်ငံကြီးတမားတယောက်ဟာ နိုင်ငံရေးသေဝင်အင်မတန်ကြောက်ကောင်းတယ်ဘဝသေတာလည်းဆိုးတယ်နိုင်ငံရေးလုံနေတဲ့လူပြောက်ကသူ့ရဲ့အတက်ကနိုင်ငံရေးပဲနော်အဲ့တော့အချမ်းလူတွေမတူစီးပွားရေးတမန်ကသူကဒီစီးပွားရေးသေဝင်နောက်စီးပွားရေးတစ်ခုကိုကူးပြောင်းပြီးတော့ခေါင်းစဉ်တစ်ခုနဲ့ရှာပွေလောက်ကင်လို့ရတယ်နိုင်ငံရေးတမန်ကတော့မဟုတ်ဘူးနိုင်ငံရေးတမန်အတက်တွေးကြောဒီနိုင်ငံရေးတိတ်ခါအဲ့ဒီနိုင်ငံရေးတိတ်ခါဆိုတာဘာနဲ့မှလဲလို့မရဘူးဒေါ်စန်းစုကြည်ဟာဒီနေ့ထိပြည်သူထောက်ခံမှုဘာကြောင့်ရလဲဆိုတော့သူမဟာနိုင်ငံရေးတိတ်ခါပြေဝလို့ နော်အခုနောက်ဘက်ခေါင်းဆောင်တန်းကလို့ဘုဒ္ဓထွန်းမြတ်နိုင်လို့ဘုဒ္ဓဘဝံမော်လို့နော်တကယ်အပြုတဘောဆောင်ပြီးရက်တည်နေတဲ့ခေါင်းဆောင်တွေတစ်ချိန်တိုင်းကြီးရဲ့ခေါင်းဆောင်တွေမဖြစ်ဘူးလို့ပြောလို့မရဘူးနော်အဲ့တော့အဲ့ဒါတန်ဖို့ပဲအဲ့ဒါနိုင်ငံရေးတိတ်ခါအဲ့တော့ဒီတသက်ခိုင်လို့ကိုကိုကြီးတို့ဒီအတန်းစားတွေကြတော့သူတို့ရဲ့နိုင်ငံရေးတိတ်ခါသိသွားတာနော်သိသွားတာသူတို့ဒီဒီတစ်ခစ်ပဲရှိတော့တယ်နောက်တစ်ခစ်မှသွားပြီတသက်လုံးအသက်ရှင်နေတဲ့ဘဝသိမဲ့အတန်းစားတွေနော်အဲ့ဒါ သူတို့ဘဝကိုသူတို့ပဲဖန်တီးတယ်ပြည်သူဖန်တီးတာမဟုတ်ဘူးမင်းရောက်နိုင်တဲ့ဖန်တီးတာမဟုတ်ဘူးသူတို့ဘဝကိုသူတို့ပဲအပုတ်ကောင်နဲ့သွားပေါင်းပြီးတော့သူတို့ဘဝကိုသူတို့စသေးလိုက်တာအဲ့တော့နိုင်ငံရေးကကြောက်ဖို့ကောင်းတယ်ဆိုတော့ဒါကိုပြောတာပါနိုင်ငံရေးတိတ်ခတ်တည်ဝိုင်းရင်ဘာမှအစားထိုးလို့မရအောင်နော်တတက်ခိုင်ပြောရတဲ့ဇကားနဲ့တတက်ခိုင်ဖြစ်နေတဲ့ပုံနဲ့တတက်ခိုင်ဘဝနဲ့ကြည့်ပေါ့အဲ့တော့တတက်ခိုင်ပါတီတဲကိုပတ်စံပေးလို့ပဲရရဘာပဲရရဝင်တဲ့တူတွေအနေနဲ့ခမားတို့ရဲ့နိုင်ငံရေးတိတ်ခါဆိုတာကိုကိုလေကိုတယောက်တည်းတိတဲ့တိတ်ခါလေတိတ်ခါပဲနော် ကိုတငယ်ချင်းတွေတိတဲ့တိတ်ခါလဲတိတ်ခါပဲကိုတရွာလုံးတိတဲ့တိတ်ခါလဲတိတ်ခါပဲကိုတမျိုးနယ်လုံးတိတဲ့တိတ်ခါလဲတိတ်ခါပဲတနိုင်ငံလုံးတိတဲ့တိတ်ခါမှနိုင်ငံကြီးတိတ်ခါမဟုတ်ဘူးနော်ဒါကြောင့်မို့လို့ဒီလိုတက်တက်ခိုင်လို့ကိုကိုကြီးတို့မင်းအောင်နိုင်တို့ဒီကောင်မျိုးတွေနဲ့ပေါင်းတင်းပြီးတော့ဒီကာလမှာစုဝေးတိုင်ပင်ပတ်သက်တဲ့ဒူတွေအားလုံးဟာခမရတို့တိတ်ခါကြီးခမရတို့မနှမျောဘူးဆိုရင်တော့ဆက်လုပ်ကြပါနော်ဘုရုထုံးမင်းပြောတာကြားရနော်အကျိုးတူတဲ့ဒူတွေကတော့ပေါင်းလို့တင်းလို့စုပြီးလို့ရပါပဲတခွန်းနဲ့ပြောရတာရှင်းတယ်နော်